ားလုံးပဲမြင်လာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တယ်ပေါ့နော်ဒါ Linga Support channel ကနေလဲကြိုဆိုပါရစေဆိုတော့ကျွန်တော်နေဒီနေ့ပေါ့နော်ဒါကဘာဖလားရှစ်စစ်ပွဲစဉ်ကိုဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဆိုတော့ကဘာဖလားရှစ်စစ်ပွဲစဉ်နေပြီးသွားရင်ဒါလိပြိုင်ပွဲတွေပြင်ဆားလာမှာဖြစ်တယ်ဥရောပပွဲစဉ်ပြင်အင်္ဂလန်ပလီးမားလိပွဲစဉ်ကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကဘာဖလားပြိုင်ပွဲစဉ်ထဲမှာအသင်းကြီးတွေအများစုတော်တော်များများကိုးတွေမပြတ်ဘူးကိုးတွေနေတယ်ဒါပေမဲ့ဒီနေ့မှလည်းကြောထားတဲ့အသေးတွေများတယ်ဆိုတော့ ဒီအတင်းကြီးနေမှာကျွန်တော်ကဘော်ဒီနဲ့ကျွန်တော်စိတ်ရက်ကိုရွေးချယ်ပေးသွားမှာကြိုက်ရင်ရှင်လူမျိုးတို့လိုက်ပြီးဆော့ကစားကြပါမောင်းတွဲလဲဆော့ရဘော်ဒီပြည်တိုင်းလဲဆော့လို့ရပါခင်ဗျာနော်။အခုတချို့အတင်းကြီးတွေမှာဆိုကိုမပြတ်ထားတာရှိတယ်နိုင်ဖို့တော့ရပြီးတော့ကြေးမောင်းလာလဲရှိတယ်။အဲကြောင့်ဗမာဖလားပွဲတွေနေမှာဆိုခမ်းမန်းကခတ်ပါတယ်ခင်ဗျာနော်။အဲကြောင့်မလို့ကိုယ့်ရဲ့စိတ်ကြအကြရှင်တို့မှာလိုက်ပြီးတော့ဆော့ကစားကြပါခင်ဗျာနော်။အဲကျွန်တော်ကတော်တော်နဲ့လုံရင်းလောက်ပဲပြောမှာအခုဖောက်ပေးထားတဲ့ကနေဦးဘော်ဒီလေးလက်ရှိသေးတယ်မဲ့ကျွန်တော်အကြိုက်ပဲကျွန်တော်ရွေးချယ်ပေးသွားမှာဗျာ။ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့အစောဆုံးပြည့်စုံဖြစ်တဲ့ပေါ့နော်ဒါ support talent နဲ့ဘယ်လာလူပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်။ စကော့တလန်ကဒီဘွဲနိုင်ရရှိနောက်ထပ်လက်ကျန်ဘွဲနှစ်ဘွဲရရှိခဲ့မယ်ဆိုလို့ရှိရင်တော့အစီအစဉ်နံပါတ်1ကိုဥဆောင်ဖို့တကူအင်ကွင်းမှာအကောင်းဆုံးပုံစံနဲ့တာနိုင်ရရှိဖို့စူးစမ်းလာမဖြစ်ရောနောက်ဆုံးကစားခဲ့တဲ့ဘွဲစင်မှာဆိုရင်လည်းနိုင်ထားတယ်ဘယ်လာရုကရှုံးနေထားတယ်အဲ့ကြတော့ ကော့တလန်နဲ့ဒီနေ့အနိုင်ရရှိအောင်ပြန်လည်ယူလာဖို့အတွက်ဆိုလို့ရှိရင်တော့အစင်စရာနဲ့ဘတ်တစ်မှာရှိနေတဲ့အတင်ဝိုးတာတို့နဲ့ဖီယာပေးရမှာဖြစ်ပြီးတော့အကောင်းဆုံးဆယ်သင်းထဲမှာလည်းတသင်းပေါင်ကြိုးစားရမှာဖြစ်တယ်ဗျ။ဘယ်လာလူကတော့ဒါမျိုးလို့ထင်တယ်ပေါ့နော်အစင်စရာရဲ့ဒါအောက်ဆုံးမှာဖြစ်နေဖြစ်တယ်ဗျ။ဒီနေ့ဒါအကြောပိတာစကော့တလန်နဲ့ပေါ့နော်ဘယ်လာလူရဲ့ဆေးမှာဆိုရင်နှလုံးတည်တည်ဖောက်ပြီးတာကိုပေါင်းစီ၃လုံးတည်တည်ပေးထားရဗျ။ နှစ်သိန်းပေါင်းထိတဲ့တွေ့ဆုံပေါင်းကြရမယ်စကော့တလန်ကတော့ရှေ့တားလို့တော့ကျွန်တော်ကတော့ထင်မိတယ်ဒူးလည်းတွေ့မြင်မိတယ်အဲကြောကျွန်တော်ရဲ့ဒီနေ့ဘယ်လာလူနဲ့ဒီစကော့တလန်အင်ရှင်တို့ရဲ့ဒီကိုခံမန်ရလက်ကတော့အင်ရှင်ဖြစ်တဲ့စကော့တလန်ပဲထက်တဲ့ပြောဘနော်ဒါအနိုင်ရရှိသွားလိမ့်မယ်လို့တွေးမိမိတယ်စိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်တော့အင်ဂွင်ဖြစ်တဲ့ support land board တွေပဲကျွန်တော်ရွေးချယ်ပေးချင်ပါတာခင်ဗျနောက်တစ်ဝဲဖြစ်တဲ့ဘနော်ဒါ Netherland နဲ့ကျွန်တော်က Finland board ကိုရွေးချယ်ပေးကြမှာဖြစ်တယ်။ Netherland ကတော့ဒါအဝေးကမှလည်းအနိုင်ရရှိသလိုအင်ဂွင်မှလည်းအကောင်းဆုံးပုံစံနဲ့ဖြစ်ကြော်မှာ ရမတဲ့လိုအပ်ချက်တွေနှစ်သိန်းလုံးရှိနေဆိုပေမဲ့ဒါရှုံးသွားလို့မရောက်သေးရောက်လို့မရောက်နဲ့ဒါလည်းနဲ့ကတ်နိုင်သွားရင်တော့မှနိုင်သုံးပဲရောက်သွားမှလည်းဖြစ်တယ်ဆိုတော့အခုလက်ရှိဖောက်ပေးတဲ့ပုံစံပါဆိုနှလုံးရှုံးသေးပြီတာကိုပေါင်းသေးရလဲသုံးလုံးအရှုံးသေးကြီးဖောက်ပေးထားတာတွေ့ရပြအဲကြောနယ်သာလန်ကဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်းအကျိတ်နေတဲ့ဒါအနိုင်ရရှိခဲ့တယ်ဖင်လန်ကတော့ဒါကျွန်တော်ရှုံးနေထားတာတွေ့ထားရပြအဲကြောကျွန်တော်နဲ့ဒီနယ်သာလန်ကလည်းဒီပုံစံပါဆိုနှလုံးရှုံးသေးကိုပေါင်းသေးသုံးလုံးသုံးသာကြာဆုံးအရှုံးသေးပေးထားတဲ့အတိုင်းပါဆိုရင်တော့နယ်သာလန်ရုံးလာခဲ့ရင်တော့မှအနည်းဆုံး3-1ဒီလောက်ထိဖြစ်ပြီးတော့2-0လည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဒါကျွန်တော်ကိုခံမရလားပေါ့နော်အဲ့တော့ကျွန်တော်ကတော့အရေးစုံပြီးတော့မက်တာလန်ဘော်ဒီလေးကိုတင့်တော်တဲ့ဈေးနဲ့ပဲလိုက်ပြီးဆော့ကစားသိကျင်တယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ဒီဒိမ့်မက်ဘော်ကိုကျွန်တော်ရွေးချယ်ပေးသားမှာပါဒိမ့်မက်နဲ့ဂရီယာတော့ဒိမ့်မက်ကနောက်ဆုံးကစားပွဲနိုင်လာတယ်ဂရီယာနောက်ဆုံးကစားပွဲမှာရှုံးထားတယ်နိုင်ငံဘော်ဒီမှာပေါ့နော်နှစ်သင်းလုံးထိတဲ့အရာကိုကျင်းမဆိုရင်တော့ဒိမ့်မက်ကတားရယ်ဆိုတော့ကိုကတော့အလောက်ပြတ်ထားတာမတွေ့ဘူးကြာဒါပေမဲ့ဒနေပေါက်ဝေးတာဒိမ့်မက်ဘော်ဒီဈေးမှာဆိုရင်ရှစ်တူဆိုရင်ဒါ ရှုံးသေးရနေတော့တလုံးသံပြာဆုံးအစေးကြီးခုံတက်ထားတယ်လုံးသံပြာဆုံးစားတယ်ပေါ့နော်ဒါပေမဲ့ကိုပေါင်းကနှလုံးရှုံးသေးပေးထားရဗျဒိမက်နဲ့ဂရီဘောကြီးမှဆိုဒိမက်ကလိုအပ်ချက်ရှိပြီးနောက်ဆုံးပွဲစဉ်မှာဆိုဝိုးပြက်ချီတာအနိုင်ရရှိထားတယ်ဗျအဲ့တော့ကျွန်တော်ကဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒိမက်ကိုပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးမယ်အင်ဝင်ဒိမက်ပေါ့နော်ဒိမက်ဘောလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်တပွဲဖြစ်တဲ့ပေါ့နော်ဒါလက်တိုနီးယားနဲ့ဒါပိုလန်ဘောကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဆိုတော့လက်တိုနီးယားနဲ့ပိုလန်ဘောမှာဆိုအဝေးဝင်းဖြစ်တဲ့ပိုလန်ကနေပြီးလက်တိုနီးယားအင်ဝင်ကြောထားတယ်အင်ဝင်ဖြစ်တဲ့လက်တိုနီးယားလည်းဒီ အခုအစီအစဉ်ရမှာဆိုရင်ဒါနိုင်ပွဲယူယူရှုံးပွဲယူတို့နေတာနောက်ထပ်အဆင့်တက်မှာတော့မဟုတ်ပြဒါပေမဲ့လိုအပ်ချက်ရှိနေပိုလန်ကပဲအနိုင်ရရှိဖို့ကြိုးစားလာပြီးတော့ပေါ်ရီစီမှာတလုံးသွင်းတာပြာဆုံးရှုံးသေးကြောက်တာလေကိုပေါင်းသေးမှာလုံးရှုံးသေးပြစ်ထားဗျပေါ်ရီစီတွေကိုပေါင်းသေးတွေကတိတ်မမျှတာဘူးလို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုရင်မနေ့ကတော့ကြောပေးထားသေးတာပြင်းနေမအောင်ပဲဦးဒီနေ့လည်းဒါပြင်းထားပြီးပေါ်ရီစီတွေကလည်းဒါတိတ်ဝင်စားတဲ့အလောက်ပြစ်ထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်ကဒီနေ့လက်တိုးနီးယားနဲ့ဒီ ပိုလန်တို့ပွဲစဉ်မှာဆိုအဝင်းပြတဲ့ပိုလန်လုံးသွင်းပြသွင်းရှုံးသေးခိုးပေါင်းသေးကနှလုံးသွင်းသွားရင်အရှုံးသေးတွေဖောက်ပေးထားသေးတယ်တော့အစဉ်ပြေလို့ထင်တယ်ဗျအဲကြောအဝင်းပြတဲ့ပိုလန်ပဲကတ်နိုင်သွားပြီအနိုင်သုံးမဲ့ရအောင်သွားလိမ့်မယ်လို့ပြင်မြင်မိတယ်စစ်ကြောက်ဝေးရွှေ့ပြရမယ်ဆိုရင်လည်းကျွန်တော်အဝင်းပြတဲ့ပိုလန်ဘော်တွေပဲကျွန်တော်ကြိုက်နေသက်ပါတယ်ဒီပွဲစဉ်လေးပွဲသုံးပုံတော့ကျွန်တော်အကြိုက်တယ်ပဲရွှေ့ရွှေ့ပေးထားတယ်ဘာကြောင့်မို့ကျွန်တော်တို့ဒါစိတ်ဝင်စားတယ်ကြိုက်မယ်ဆိုရင်တော့ live ဆော့သားလို့ရပါတယ်မကြတဲ့ညကိုတွေကကိုကြတဲ့ဘက်ကနေ button ဆော့လို့ရပါတယ်လေးပွဲသုံးလုံးမောင်းဆော့ရတယ်လေးပွဲလုံးဘော်တွေကြီးတင်းတက်ရွှေ့ရွှေ့ပေးဆော့သားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါ နောက်လာမယ့်အပတ်ကြလို့ရှိရင်ဒါလိပွဲစဉ်တွေပေါ့နော်ဥရောပပွဲစဉ်တွေပြန်စားပြီဆိုတော့ကျွန်တော်ကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel မှာလည်းဒါတင်ပြမှာဖြစ်တဲ့ကြောင့်တော့တွားရောက်ပြီးတော့ subscribe လေး follow လေးလုပ်ထားကြဖို့လည်းမမေ့ပါနဲ့ခင်ဗျာနော်ကြည့်ကြည့်အားပေးတဲ့ညိုလေးသူပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ